ကော့ဂရိတ်ကထောင်ထဲခြေရဲ့ပြည်သူတွေစားနေရိတ်ခါအခက်ကြုံရတဲ့သတင်းကိုတင်ဆက်ပေးသွားအောင်။ကင်ပီနဲ့ကော့ဂရိတ်မျိုးအတွင်းကထောင်ထဲခြေရဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကထွက်ခွာခွင့်မပေးတာကြောင့်စားနေရိတ်ခါအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့အပြင်ဝင်ထွက်သားလာသူတွေကိုဖမ်းဆီးရိုက်နှက်တာတွေရှိရလို့ပိတ်မိနေတဲ့မြို့ကန်တွေကပြောပါတယ်။ကော့ဂရိတ်မျိုးအနီးမှာစစ်ကောင်စီရဲ့အောင်စေရစစ်ကြောင်းနဲ့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ပူးပေါင်းစစ်ကြောင်းတို့တိုက်ပွဲတွေဖြစ်ပွားနေပြီး စက်ကောင်စီရဲ့မေပြင်းနဲ့ဝေဟင်ကပါတက်ခိုက်နေတယ်လို့ဆက်ဆောင်ရေးကွန်ကြီးပေးနေတဲ့သူတွေကပြောပါရယ်ကော့ကွိတ်မျိုးအနီးမှာစက်ကောင်စီတက်တဲ့ KN မျိုးသားအစည်းအရုံး KNU ဥဆောင်တဲ့ပူပေါင်းတက်တို့တိုက်ပွဲတွေဖြစ်ပွားနေပါရယ်ကော့ကွိတ်မျိုးနဲ့အတွင်းကခြေရာတွေကိုစက်ကောင်စီကမေပြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေရပါဒါပြင်ကြုံတို့မျိုးအနီးမှာစက်ကောင်စီကမေပြင်းကနေလက်နက်ကြီးတွေကိုတိုက်ပွဲဖြစ်ပွားတာမရှိတဲ့ခြေရာတွေကိုပါပစ်ခတ်တက်ခိုက်နေပါရယ်ဆက်ဆောင်ရေးကူညီပေးနေတဲ့သူတယောက်ကတော့ကော့ကရစ်ဂျုံတို့လေချောင်းတိုက်ခိုက်မှုတွေက နေတိုင်းနေပါဖြစ်နေတာ လက်ရှိလည်းဖြစ်နေသေးပါပဲလက်ရှိအဲ့မှာဖြစ်တဲ့ကိစ္စကကော့ချိုက်တို့ဘက်ကစစ်ဘေးရှောင်တွေမပြောင်းရဲကြသေးဘူးလေရင်ဝဲကနေဘုံကျဲတာပဲဒီဘက်ချမ်းလေလာလာကျင်းနေအခုတော့ကော့ကရစ်အခြေအနေကတော်တော်ဆိုးနေတယ်လို့ပြောပါတယ်ကော့ကရစ်မြို့တွင်းကထောင်ထဲချတဲ့ပြည်သူတွေကိုစစ်ကောင်စီတပ်ကထောက်ကောက်ခွင့်မပေးတဲ့အကြောင်းစားနေရိတ်ကအခက်ခဲတွေနဲ့ရင်ဆိုင်နေရတဲ့ပြင်ဝင်ထွက်သွားလာသူတွေကိုလည်းဖမ်းဆီးရိုက်နှက်တာတွေရှိတယ်လို့မြို့ရင်းမှာပိတ်မိနေတဲ့မြို့ခံတယောက်ကပြောပါတယ်ကော့ကရစ်မြို့ခံတယောက်ကကော့ကရစ်မှာဘေးကျန်နေချက်ဖြစ်သွားပြီအခုဖမ်းပြီးတော့လေရ ရှင်ထဲမှာတလက်လက်နဲ့နေနေရတယ်အခု C လီတာ2000ခွဲဆန်ဆိုရင်လည်းဝယ်စားလို့တော့မရဘူးတချို့တွေဆိုရိုက်ခမ်းတာလက်တွေချိုမျိုးလုံးတွေကန်းနေအထီတော်မယ်ဒါကြောင့်ဖမ်းမလင်းသူမနေ့က၄ရင်လာတယ် လေရင်နဲ့ရိတ်ခါတွေစက်တက်ကိုလာချပေးတယ်သူတို့ကြတော့ရိတ်ခါရရတယ်ကိုတွေကြတော့ရိတ်ခါဖြတ်တော့ပြီးအပြင်ထွက်ဝဲတဲ့သူတွေကိုဖမ်းရပေးလဲမဝင်မှုဆိုပြီးပြောလာပါတယ်စစ်ကောင်စီလက်အောက်ခံကရင်ပြည်နယ်အစိုးရအဖွဲ့ဂျိုင်းမြအတွင်းအများပြည်သူတော်လာနေတဲ့ grocery တွေကိုကုတန်တော်လာခွင့်ပိတ်ပင်ထားတာကြောင့်အခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါပြင်လက်ရှိမှာနှစ်ဖက်တိုက်ပွဲတွေကြောင့်စစ်ကောင်စီတပ်ဘက်ကကော့ကရစ်အပါဝင်ဖန်ချိုင်းတရာကာလန်တျှောက်ဂျုံတို့မြို့အခြေဆက်ခမရ905ခမရ946တရင်တွေကနေ ခက်ဆက်အနေထားနဲ့လူလက်နဲ့အင်အားဖြည့်တင်းပြီးခက်ဆက်ပြင်ထားတယ်လို့သိရပါတယ်